စနေတဲ့လင်းမြောက်ဖြူဝစ်စင်ဖို့သိန်း9000ဘိုးလဝိယတနာတွေကိုတစ်ချက်မှဈေးမစစ်ဖဲနဲ့ဝယ်ခဲ့တဲ့ပိုင်တကုံပြည်သူများလုံးမဲ့မင်္ဂလာပေါင်းစနေဖြစ်သူလင်းမြောက်ဖြူရဲ့မျက်ဝန်းတွေကတောက်ပနေတဲ့လဝိယတနာတွေစီမှာအယောင်လက်နေတဲ့တခဏနိုင်ငံကျော်မင်းသားပိုင်တကုံအတွက်တော့ဆုံးဖြတ်ချက်တစ်ခုချဖို့အချိန်ကြာကြီးစဉ်းစားနေစရာမလိုခဲ့ပါဘူးသူ့ဘေးကချစ်စနီးလေးရဲ့စိတ်တိုင်းချဖြစ်နေတဲ့အဲ့ဒီယတနာတွေရဲ့တန်ဖိုးကကျပ်သိန်း9000ဆိုတဲ့ကနန်း6လုံးပါတဲ့ကိန်းကနန်းကြီးတစ်ခုဖြစ်နေပေမဲ့ပိုင်တကုံကတော့ဈေးနှုန်းကိုညှိနှိုင်းဖို့မျက်ခုံးတစ်ချက်တောင်မှမလုပ်ခဲ့ပါဘူး သူလောက်ခဲ့တာကတခုတည်းပါယူလိုက်ဆိုတဲ့စကားတစ်ခေါက်နဲ့အတူသူ့ရဲ့ချက်ချင်းမြတ်တာတွေကိုတတ်သိပြလိုက်တာပါပဲဒီအဖြစ်ပြက်လေးတစ်ခုကလူမှုကွန်ရက်ပေါ်ကိုပြန့်နှံ့သွားတဲ့အချိန်မှာတော့ပရိသတ်တွေအထူးသဖြင့်မြို့သမီးတူတွေကြားထဲမှာလှုပ်ခတ်သွားခဲ့တာပေါ့ဒါဟာရိုးရိုးရှင်းရှင်းငွေ၃နိုင်ကျောင်းကြောင်းဝါလိုက်တာမျိုးမဟုတ်ဘူးရှင်ဒီလုံးရက်ရဲ့နောက်ွယ်မှာအထိပယ်များစွာပါဝင်နေပါတယ်ဖြစ်တယ်လို့ပါဆက်ဖြားကသကလုံးပေါင်းများစွာနဲ့ပြောဆိုနေကြတဲ့ယောက်ျားတွေများနေတဲ့ဒီခေတ်ကြီးထဲမှာကိုချစ်တဲ့သူရဲ့ပျော်ရွှင်မှုတစ်ခုအတွက်ကိုရဲ့ပင်ပင်မမတ်ရှောက်ဖွေထားတဲ့ငွေကိုမျက်တောင်တစ်ချက်မခတ်ဘဲသုံးဆွဲရတဲ့သူကဘယ်နဲ့ ရောက်များရှိမှလဲပိုင်နကွန်ရဲ့လုံရက်ကတော့သူ့စနစ်အပေါ်ဘလောက်တန်မှုထားကြောင်းသူမရဲ့စိတ်ချမ်းသာမှုကိုဘလောက်အလေးပေးကြောင်းကိုငွေချေးထပ်ပေါ်တဲ့ချစ်ချင်းမြတ်တာနဲ့တက်တည်ထူလိုက်တာဖြစ်ပါတယ်တကယ်တော့ပိုင်နကွန်ရဲ့ဒီလိုချစ်တတ်မှုကအခုမှပေါ်ပေါက်လာတာတော့မဟုတ်ဘူးရှင့်နွေပညာလောကမှာအောင်မြင်မှုဆိုတာမူရစ်စီတဲ့အရာတစ်ခုပေါ့တချို့နွေပညာရှင်တွေကအောင်မြင်မှုနဲ့ပရိသတ်ရဲ့အားပေးမှုကိုမမောလုံးလို့ကိုယ်မှချစ်သူရှိနေတာကိုတော့ဖုံးကွယ်ထားတတ်ကြပါတယ်ပူဆိုတာကတော့အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့ကိုကိုအစာကလေးကဘေးကနေဖေးမခဲ့တဲ့လက်တွဲဖော်ကိုစွန့်ပြစ်သွားကြတဲ့အထိပါပဲရှိ ြင်ပိုင်တခွန်ကတော့အဲ့လိုလူတွေနဲ့လုံးဝကိုကွဲပြားခြားနားသူဖြစ်ကြောင်းတသက်သေပြခဲ့ပြီးသားပါသူဟာမြန်မာနိုင်ငံမှာတာမကထိုင်းနိုင်ငံအပါအဝင်နိုင်ငံတကာမှာပါအောင်မြင်မှုတွေရဲ့အထွတ်ထိပ်ကိုရောက်နေတဲ့အချိန်မှာတော့သူရဲ့ချစ်သူလေးမြဖြူကိုပေးထားတဲ့ဂရုစကားအတိုင်းလူသိရှင်ကြားတရားဝင်လက်ထက်ခွင့်တောင်းခဲ့ပါတယ်ဒါဟာသူ့အတွက်တော့အောင်မြင်မှုထက်အချစ်ကပိုတန်ဖိုးရှိတယ်ဆိုတာကိုတသက်သေပြလိုက်တာပါအခုလိုဇနီးမောင်နှံဖြစ်လာတဲ့အချိန်မှာလည်းအရင်ကထက်မရောတဲ့အချစ်တွေနဲ့ဆက်ပြီးမျက်နှာနှိုးနေစေဆိုတာကိုဒီသိန်း9000တန်လက်ဝိရတနာကိစ္စက တက်တဲ့ထက်ခန့်နေပြန်တာပေါ့ဒါဆိုရင်သူတို့ဇနီးမောင်နှံကဒီလောက်များတဲ့ငွေတွေကိုဘလို့များသုံးနိုင်တာလဲလို့မေးစရာရှိလာတယ်ရှင်အဖြေကတော့တိတ်အံ့ဩစရာမရှိပါဘူးသူတို့နှစ်ယောက်က power cap ဆိုတဲ့စကားလုံးနဲ့ထိုက်တန်တဲ့သူတွေပေါ့ပိုင်ဒဂွန်ကိုတိုင်ကနိုင်ငံတကာအဆင့်မီအနုပညာကြီးရရှိနေတဲ့မင်းသားတစ်ယောက်ဖြစ်တယ်လို့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်းထူထောင်ထားတဲ့သူပေါ့ တဖက်မှာလည်းဇနီးဖြစ်သူမလင်းမြဖြူကမြန်မာနိုင်ငံရဲ့ထိတ်တန်းစားသုံးစီလုပ်ငန်းရှင်တထေးကြီးတူရဲ့သမီးယရနာဖြစ်တဲ့အပြင်သူမကိုရိုင်းကလည်းအရေးချင်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တူဖြစ်နေပြန်တဲ့ရှင်ကိုရိုင်းကလည်းချမ်းသာလက်တွဲဖော်ဘက်ကလည်းချမ်းသာတော့သူတို့အတွက်သိန်း၅သောင်းစွာကနေ့စဉ်အသုံးစရာလောက်ပဲရှိကောင်းရှိနိုင်လိမ့်မယ်လို့ပြည်သက်တွေကမှတ်ချက်ပေးနေကြတာကမလွန်ပါဘူးသူတို့ရဲ့စိန်ခံဘဝကိုတတ်သိပြနေတာတွေကဒါတခုတည်းနဲ့တည်းမဟုတ်သေးဘူးရှင်တောင်ချီမြို့မှာဆိုရင်သိန်းပေါင်း၄သောင်းတန်အပန်းဖြေဆိုင်ကြီးကိုတိဆောက်ထားသလုံးရန်ကုန်မြို့ရဲ့အကောင်းဆုံး နေရာတစ်ခုဖြစ်တဲ့အင်းရမြိုင်လမ်းမှာလေကျန်းငွေဘီလီယံပေါင်းများစွာတန်းတဲ့နန်းတော်တမြခန့်ညားတဲ့အင်ဂျီကိုပိုင်ဆိုင်ထားပါသေးတယ်။ဒေတာဆိုရင်ပိုင်နကွန်တို့ရဲ့ချစ်ချင်းအပေါ်ဘလို့ထင်မြင်မိလဲဆိုတာခမမဖြစ်ပြသကြပါအောင်နော်။အလုံးကိုချစ်စွတ်တင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများတော့ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။